မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Luna Entertainment Channel ကနေအောက်တိုဘာ17ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ အနီရောက်ထုံးတဲ့ဆန္ဒကိုဖောက်ပြီးစိုးပြေတစင်ရဲ့မင်္ဂလာဆောင်ကိုပန်းရောင်လုံရတဲ့အကြောင်းရင်းတည်းအခုလိုအကြောင်းရင်းကြောင့်အိုးဆိုးခန့်ကိုမနေ့တခါညတခါအားပွားပြီးကအပိုင်တင်လိုက်တဲ့ဆိုတော့ပို့ပို့တည်းအခုလိုပုံမှန်ရီကြောင့်လွန်လန်းမမြင်မဲမြမပြီမှာပဲနေရခင်ရှိတဲ့တမီးဆိုးရဲ့နောက်ဆုံးရအခြေအနေတည်းဟိဝရန်ရဲ့အမေကဝိုင်းစုကိုမင်္ဂလာဆောင်မဖိတ်နိုင်မှုဆိုပြီးအတွင်းစကားများပေါက်ကြားလာတဲ့တည် မျက်လုံးတောင်တစ်လုံးမြောက်တစ်လုံးနဲ့ဘတ်မန်ကားတွေကကြိုကားလိုလုံနေလို့လူပြောမြောင်းနေတဲ့ပိုင်းသစ်တည်နေအန်အောင်ဆရာအကောင်ဆုံးတည်နေတဲ့ပုံကတော့ပညာရှင်တူသုံးသက်ထားတယ်လို့ရန်ကုန်မြို့မှာငလင်လောက်ခတ်မှုရှိလာလို့လူတွေတိုက်ပေါ်ကနေစင်ပြေခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပွားတဲ့တည်နေပဲဖြစ်ပါနေရှင်။အနီရောက်ထုံးတဲ့ဆန္ဒကိုဖောက်ပြီးစိုးပြေတစင်းရဲ့မင်္ဂလာဆောင်ကိုပန်းရောင်လုံရတဲ့အကြောင်းရင်း စုံညီမလို့ပြောလိုက်တာနဲ့မင်္ဂလာဆောင်ကိုရဲရဲနီအောင်လို့ပြီးပွဲတက်လာတဲ့သူတွေကိုတော့အနီးပဲဝင်ရမယ်ဆိုပြီးအစမ်းထွက်နေတာကိုအလုံးမှတ်မိကြပါလိမ့်မယ်။စုံမြတ်သူစားကနေစလို့စုံမြတ်နန္ဒာတို့ညီမတွေဟာအနီးအောင်ကိုရှမ်းကိုမမောတဲ့သူတွေဖြစ်ပြီးမင်္ဂလာဆောင်တွေပြုလုပ်တော့လေအနီးအောင်ကိုပဲရွေးချယ်ခဲ့ကြတာပါ။ဒါပေမဲ့လည်းတိုက်ဆိုင်နာလားမှော့ဆန်နာလားမပြောတတ်ပဲအနီးအောင်နဲ့မင်္ဂလာဆောင်ကြတဲ့သူတို့ညီမအလုံးဟာအိမ်တော်ကြီးကန်ဆုပ်ခဲ့ကြပါတယ်။ ။စုံမြတ်သူစားဆိုရင်မိမချင်းကြိုက်နေတဲ့အပြိုကြီးလို့အားလုံးကသိထားကြပေမယ့်တကယ်တမ်းတော့စုံမြတ်သူစားဟာဘဝရဲ့အောင်မြင်ဆုံးချိန်တွေမှာတင်တူတူတိတ်တိတ်လက်ထပ်ခဲ့ဖို့ပြီးအိမ်တော်နဆက်ကွဲထားသူဖြစ်ပါတယ်။ညမဖြစ်သူရင်လက်ရှိယောက်ျားဖြစ်တဲ့စိုးသူနဲ့လည်းချစ်ချိုက်ခဲ့ဖို့ပြီးနောက်ဆုံးမှစိုးသူကစိုးမျက်နှာနဲ့တာအကြောင်းပါခဲ့ပါတယ်။ ဆိုသူနဲ့စိုးမျက်နှာသာလက်ထက်တော့လေအန်အောဖို့ကောင်းလာအောင်ကိုပွဲခတ်မှတစ်ခုလုံးရဲရဲနေနေတဲ့အနီရောင်လေးကိုကြီးတုံးပြူခဲ့ပါတယ်။ဒါပေမဲ့အိမ်တော်ကြီးကံကောင်းလားဆိုရယ်လည်းမကောင်းပြန်ပါဘူး။အဆိုပါညီမတွေမှရှိခဲ့ဘူးတဲ့ဆက်ဆံရေးပြဿနာတွေကြောင့်ပဲမကြာခဏကွဲတော်မလို့ဖြစ်ပြီးမွေးလာတဲ့သားလေးကလည်း LGBT ဖြစ်သွားခဲ့ပါတယ်။ မင်္ဂလာဆောင်မအနီရောက်တုံးလို့ဘဝပြတ်သွားတဲ့တာရကတွေကဒါရီမဲလန်းဆိုတော့လည်းမဟုတ်သေးပါဘူးဝိုင်းစုခိုင်သိန်းကလည်းသူမနဲ့အောင်လိုင်းရဲ့မင်္ဂလာဆောင်မအဲ့ဒီလိုရင်းရင်းနေနေတဲ့အရာကိုပဲတုံးဖြူခဲ့ပါတယ်ရလကတော့အားလုံးသိတဲ့အတိုင်းအောင်လကအိမ်တွင်းချမ်းဖတ်တယ်လို့ဖောက်ပြန်ပြီးနောက်ဆုံးလူသိရှင်ကြောင့်ကြားမကောင်းတာတွေဖြစ်ပြီးအိမ်အောင်ကွဲခဲ့ရပါတယ်ဒီလိုလေးကြည့်လိုက်တော့လေအနီယောင်ဟာတတော်သမီးတွေကိုကန့်ဆိုးစေတဲ့အမင်္ဂလာအရှောင်လိုတော်ဖြစ်နေတာကိုတွေ့ရပါတယ်။ ဒါကိုဟေးဝင်းရဲ့မိသားစုကလည်းတတိထားမိပုံပေါ်ပါတယ်။ဒါကြောင့်စိုးမိသားစုဝင်ဖြစ်ပေမဲ့လည်းအခုငယ်ဆုံးညီမလေးဖြစ်တဲ့စိုးပြေသစင်ရဲ့အလင်းမှာအနီရောင်ထုံးတဲ့ဆင်လာကိုဖျောက်ဖျက်ပြီးပန်းရောင်မဲတုံးပြူပေးခဲ့တာဖြစ်ပါတယ်။ဟေးဝင်းရဲ့အမေကလည်းသူ့သားရဲ့မင်္ဂလာဆောင်မှာအနီရောင်ကိုတုံးလိုက်ရင်ဝိုင်းစုခိုင်သိန်းနဲ့တန်းချင်းတူသွားမှာတော်တော်လေးကြောက်နေတဲ့ပုံပေါ်ပါတယ်။ ။စုံညီမာတွေကလည်းသူတို့ရဲ့ညီမငယ်စုံလေးကိုမင်္ဂလာဆောင်မှအနီရောင်ဝတ်ပေးလိုက်ရင်မကောင်းတဲ့သူတို့ရဲ့ကန့်ချမာတွေကိုစိုးပြေတဆင်စီလက်လွဲပေးလိုက်တယ်လို့ဖြစ်သွားမှစိုးရိမ်နေကြပါတယ်။ဒါကြောင့်အနီယံကိုလုံးဝရှောင်ကြဖို့နှစ်ဖက်မိသားစုဝင်တွေကသဘောတူခဲ့ကြပြီးတေချာတတိထားကြည့်မယ်ဆိုရင်စုပြည့်တစင်ကမိသားစုနဲ့ပတ်သက်တဲ့ပွဲတွေမှာ အနီယံလုံးဝမဝတ်တာကိုတွေ့ရပါလိမ့်မယ်။ ဆိတ်ဆက်ပွဲတော်ကလည်းပန်းရောင်တွေကိုတော့အဝင်စားကနေကင်ထားတဲ့ပန်းတင်တပွဲလုံးသုံးပြူသွားခဲ့ပြီးအနီရောင်ကိုတစုံတစတောင်သုံးမပြူခဲ့ပါဘူးအခုလည်းလက်ထဝတ်စုံကိုပြိတက်တွေမသိအောင်ဖုံးကွယ်ထားပေးမယ်အနီရောင်တော့လုံးဝမဖြစ်နိုင်ဘူးလို့ပြိတက်တွေကခံမှန်းနေကြပါတယ်ပေးထားတဲ့မင်္ဂလာဆောင်ဖိတ်စာကလည်းအနီမဟုတ်တာမို့စိုးပြေတဲ့စင်ကတော့အနီရောင်ကျိန်စာရဲ့အိမ်တော်ကြီးကန်ဆိုတာတွေကနေလွံ့မြောက်မယ်လို့လည်းပြည်သက်တွေကယုံကြည်နေကြပါတယ် တချို့ကလည်းမင်္ဂလာဆောင်မဝေးရမယ့်အကြောင်းကိုဘီရင်ဆရာရင်းနဲ့ပါတေချာတိုင်ပင်ပြီးရွေးထားတာလို့တီတိုပြောဆိုနေကြပါတယ်အခုနားထောင်နေတဲ့ပရိသတ်ကြီးတို့ရောအနီရောင်ကတကယ်ပဲတတို့သမီးတွေကိုခိုက်စီလားစိုးညီမကရောဘာကြောင့်အနီရောင်တွေကိုပဲတုံးပြီးမင်္ဂလာဆောင်ခဲ့တာလဲစိုးပြေသစင်လေးကရောတကယ်ပဲအိမ်တော်ကြီးကံကောင်းမှမလားဆိုတော့ comment မှာရေးခဲ့ပေးကြပါအောင်နော် ို့ကြောင့်ရင်ကြောင့်အိုဆိုခန့်ကိုမနေ့တခါညတခါအပွားပေးကအပိုင်တိမ့်လိုက်တဲ့ဆိုတော့ပုပ်ပုပ်အဆိုတော့ပုပ်ပုပ်တရားမြန်မာနိုင်ငံကမင်္ဂလီပြိတ်သက်တင်ရင်အသေးကြော်ပဲလွန်လေးဖြစ်တဲ့ဆိုတော့အိုဆိုခန့်ကိုအပိုင်တိမ့်ပြီးဆွဲစားလိုက်ပြီးဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ် ဒီသတင်းတွေကဘယ်ကနေဘလို့စတင်ခဲ့တဲ့လဲဆိုတော့အစိုးရပုပ်ပွေရဲ့ကိုပိုင်ရှိုးပွဲတစ်ခုကနေစတင်ခဲ့တာပါဒီရှိုးပွဲမှာအစိုးရအုပ်စုခန့်ကလည်းအဲ့တဲ့စိုးရအနေနဲ့ပါဝင်တည်ဆုဖျော်ပြခဲ့ပါတယ်ဒါပေမဲ့ပွဲလာကြည့်တဲ့ပြိတ္တအားလုံးပစံအဟောင်းသားဖြစ်သွားရလောင်းကိုမြင်သူတိုင်းရှက်သွေးဖြာသွားရလောင်းကိုသူတို့နှစ်ယောက်စင်ပေါ်မှာတော်တော်လေးရင်းရင်းနှီးနှီးရှိနေခဲ့ကြတာပါ သူတို့နှစ်ယောက်တူဖြောဖြည်တီးဆုံနေစမှာတာမန်လုပ်ဖို့ကန်ဖက်ဒေတာပို့တဲ့မုံရရင်အကြည့်တွင်နေအထူးသဖြင့်အကျဉ်းနာနန်းတွေပေးနေကြတာကိုပရိသတ်တွေကမျက်ဝါးထင်နေတွေ့မြင်ကြရတာဖြစ်ပါတယ်။ဒီလိုစင်ပေါ်မှာတော့မထိန်နိုင်မသိနိုင်နဲ့အချစ်တွေပွင့်ဟန်ထွက်နေတဲ့မြင်ကွင်းတွေကြောင့်ပဲအုပ်စိုးကဲရဲ့မိန်းကလေးပရိသတ်တွေဖန်ကဲလေးတွေဟာဆိုရှယ်မီဒီယာပေါ်မှာအသေးတွေတဖွာဖွာကွဲပြီးရှင်ကွဲပက်လက်ဖြစ်နေကြတာပါ။ ဒီဖြစ်ပျက်တွေကြောင့်ပဲအစွန်တော်ပုံပုံနဲ့အုပ်စိုးခန့်တို့ချစ်သူတွေဖြစ်နေကြပြီဆိုရင်ထင်ကြီးပင်မှုတွေတည်တင်းနေဟောင်းလူမှုကွန်ရက်မှာတော်တော်လေးကိုကြကြံပြက်ပြက်ထွက်ပေါ်လာခဲ့ပါတယ်။တချို့ကဆိုတာဟာပွဲအတွက် fan service လုပ်တာပရိသတ်ကိုဆွဲဆောင်တာလို့ဆိုကြပေမယ့်တချို့ကတော့သူတို့နှစ်ယောက်ရဲ့အမှုရာတွေကတရုတ်ဆောင်တာထက်ပိုလွန်းနေတကယ်ချစ်သူတွေလို့ဖြစ်နေတယ်လို့သုံးသပ်နေကြပါတယ်။အောင်စိုးခန့်ဆိုတာကတော့ပြိတ္တတွေတည်တဲ့အတိုင်းငယ်စဉ်ကတည်းကတချင်းလေးတွေဆိုရင်အမှုပညာလောကတွေကိုဝင်ရောက်လာခဲ့သူပါ ပရိသတ်ရင်ရှင်မာတဲ့အရွယ်ရောက်လာတဲ့လူငယ်လေးဖြစ်ပြီးအခုဆိုရင်အစောရောလောကနဲ့မကားပဲရုပ်ရှင်တရုပ်ဆောင်လောကတွေကိုပါဝင်ရောက်နေပါပြီအထူးသဖြင့်မရကျွန်းဇလန်းတွဲမှာဆိုရင်အစောရောအုပ်စုခန့်ရဲ့တရုပ်ဆောင်မှုအရေးချင်းတွေကိုပရိသတ်တွေကအားရပါးရမြင်တွေ့ခဲ့ကြပြီသူရဲ့ချစ်စရာကောင်းတဲ့ရှုပ်ရင်အပြုံးလေးတွေကြောင့်လည်းမိန်းကလေးပရိသတ်တွေကတဲတဲလို့အပြေးဝင်းရင်ချင်းခံနေရသူဖြစ်ပါတယ် ဒီလိုမင်းကလေးတိုင်းရဲ့အသေးဆွဲလူငယ်လေးကိုမှအသေးတွေမကြာခဏခွဲတက်တဲ့အစွန်တော်ပြူကြီးမမလို့တင်စားခေါ်ဝေါ်ကြတဲ့အစွန်တော်ပူပူကစွဲဆားလိုက်တာဖြစ်တယ်လို့ပြည်သက်တွေကပြောဆိုနေကြတာပါ အစောရောပို့ဖို့ကတော့အားလုံးသိတဲ့အတိုင်းအောင်မြင်တဲ့ထိတ်တန့်ဆိုတော့တယောက်ဖြစ်တယ်လို့စီးပွားရေးမှလည်းအောင်မြင်ပြီးချမ်းသာကြွယ်ဝသူတယောက်ပါပို့ဖို့ဟာအလုံရမ်းတော်တယ်လို့ချစ်သူလည်းများနေလို့နာမည်ကြီးပါတယ်ပို့ဖို့တွဲလိုက်တဲ့မြချစ်သူတွေကလည်းရုပ်ရည်ချော့မော့တဲ့ကောင်းလေးအလန်းစားတွေကြီးပါပဲဒါပေမဲ့လည်းအစောရောပို့ဖို့ဟာအချိန်ကြီးမှတိတ်ကံကောင်းနေမှရှိဘူးလို့သူမကိုယ်တိုင်လည်းဖွင့်ဟဝန်ခံထားလို့ရှိပါတယ် ဟိုတယ်လောကဆိုရင်ဂျပန်နိုင်ငံကသူမရဲ့ချစ်သူကောင်းလေးပြီးတော့အဲ့ဒီကောင်းလေးရဲ့မိဘတွေဖြစ်တဲ့ရောက်ခမလောင်းတွေနဲ့အကြီးကျယ်ပြဿနာတက်ထားတဲ့အကြောင်းတွေလည်းလူမှုကွန်ရက်မှာတော်တော်လေးကြေရထားခဲ့ပါသေးတယ်။အခုတော့အဲ့ဒီဂျပန်ကချစ်သူနဲ့အဆင်မပြေတော့ဘူးလားပြတ်ဆဲသွားပြီလားမသိရခင်မှာပဲ။သူမထက်အသက်ငယ်တဲ့အုပ်စုခန့်နဲ့ချစ်သူတွေဖြစ်နေပြီဆိုတဲ့သတင်းတွေကထပ်ပြီးထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီတဲ့တင်းနေကြောင်းမဲအုပ်စုခန့်ကိုမနဲ့တခါညတခါအောက်ပွားတွေပေးပြီးအပိုင်သိမ့်လိုက်တဲ့ပို့ပို့ဆိုပြီးပြိတက်တွေကနောက်ပြောင်ရေးသားနေကြတာဖြစ်ပါတယ်။ စင်ပေါ်မှာတော့တလောက်တောင်ရိုမန်တစ်ဖြစ်ပြီးအနန္တိပေးနေကြမှာတော့တကယ်လက်တွေ့ပေါ်မှာချစ်သူတွေဖြစ်နေပြီဆိုတော့မယုံနိုင်စရာမရှိဘူးလို့ပရိသတ်များစုကမှတ်ချက်ပေးနေကြပါတယ်။ပရိသတ်တို့ကရောအုပ်စုခန့်နဲ့အောင်မြင်ပြီးချမ်းသာတဲ့အဖြူကြီးမမပူပူတို့တွဲနေကြပြီဆိုတဲ့ဒီတဲ့င်းပေါ်မှာဘလို့သဘောရကြပါသလဲ။ဒီတွဲလေးကိုရောသဘောတူကြပါသလား။အုပ်စုခန့်တွင်နှမျောနေကြလားဆိုတော့ပြောတော့ကြပါအောင်ရှင်။ အခုလိုပုံမာတွေတောင်လွတ်လန်းမမြင်မဲမြန်မာပြည်မှာပဲနေရာကိန်းရှိတဲ့တမီဆိုရင်နောက်ဆုံးရသတင်းချိန်နေအမေရိကန်မှာအေးစင်မနေပဲမြန်မာကိုပြန်လာကမှတမီဆိုရင်မပြီးဆုံးနိုင်နဲ့အဖမ်းခံရမှုပုံမာကြီးတွေကအခုထိကိုမပြီးဆုံးသေးရဲ့ပြင်ထတ်တိုးတွေတောင်ရှိလာခဲ့ပါပြီပထမတော့ဒါမျိုးတွေစဖြစ်အောင်တိုင်ကြားလှုပ်ကြံခဲ့တာကတမီးဆိုရဲ့ချစ်ခင်မကြီးလုံတစ်ဖက်လည်းအတွင်နဲ့ထင်ခဲ့ကြပါမိမ့်တကယ်တမ်းမှာတော့ရိုးရမပြန့်အေးတင်ကိုပဲဖြစ်နေခဲ့ပါတယ် အခုလက်ရှိတမီးစုနဲ့ပတ်သက်လို့ထွက်ရှိလာတဲ့နောက်ဆုံးရသတင်းကိုပြောပြပေးပါမယ်။စတင်ပြီးတော့အဖမ်းခံရတဲ့အချိန်တုန်းကစက်သွင်းဥပဒေပုံမှာ66ကကြီးနဲ့ဆွဲစီသွားခဲ့တာပါ။လေးစိမ့်မှာပဲခြေပလာလက်ပလာမိတ်ကမပါရှုပ်ကလေးနဲ့တနာစရာဖမ်းဆီးခံလိုက်ရပြီလို့တတင်းနေထွက်လာတော့ကလူတွေတိတ်ပြီးမယုံကြပါဘူး။တကယ်တော့အေတင်ကိုဟာသူကိုယ်တိုင်ပြင်းဦးလေမြို့မှာရဲစခန်းမှာတမီးစုကိုအမှုဖွင့်တိုင်ကြားခဲ့တာပါ။ ။တမီဆိုကအမေရိကန်နိုင်ငံသားခံယူထားသူတရားဖြစ်နေရကြောင်းအေသင်ကိုဟောင်းတူတိုင်ကျဖွင့်ပြီးမှတမီဆိုပြန်ပြေးမှစိုးရင်တဲ့အတွက်ပြင်ပထွက်ခွာခွင့်ပိတ်ဖို့လည်းအတီလင်းတောင်းဆိုထားခဲ့တာပါ။အေတင်ကိုမှုဖွင့်လာတဲ့တမီဆိုမြမပြည်ကိုစိုက်မစင်ပုံမစင်ပြန်လာတာတွေက တကယ်ကိုမှတိုက်ဆိုင်ပြီးအခန့်တင်လွန်းနေတာအမှန်ပါ တချို့ကတော့ဝေကျွေးရှိရင်ပြေးမလို့ပါဘူးလို့တောင်ပြောနေကြပါသေးတယ်။တချို့ကလည်းဒေါ်နယ်ထရန့်ကလည်းမခံလို့မြန်မာပြည်ကိုအစီအစဉ်နဲ့ကိုးကြောင်ခိုးဝှက်လုပ်ပြီးပြန်လာတာလို့ပြောကြပါသေးတယ်။ဒါပေမဲ့ခုတော့ပုံမှန်905ကကြီးနဲ့တက်မှန်ပြီးအမှုဖွင့်ခံလာရပြန်ပါပြီ။တက်တလုံးထောင်နှန်းဆက်ပြီးမြမပြီမှာခေါင်းချရရမယ့်ပုံမှန်။ရွှေတက်ကောင်းနေလိုင်းပေါ်မှာလိုင်းလွင်ပြီးတော့မြမပြီမကောင်းချောင်းတွေကိုရှယ်ပလန်နဲ့ထိုင်ပလင်းနေတာကြောင့်ထက်မှန်တရားစွဲဆိုခံရတာပါ ဟုတ်လဲဟုတ်ပါတယ်နိုင်ငံသားရောက်နေတဲ့ဆိုရင် ဖြစ်ဖြစ်သမျှမြမကကိစ္စအလုံးကိုကောင်းတာလဲပလိမ်မကောင်းတာလဲပလိမ်ပြီးအာချောင်းနိုင်ဆုံးသူဟာတမီဆိုပါဒါကြောင့်မို့လို့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုဖျက်ဆီးနေပါတယ်ဆိုပြီးတော့သူ့ကိုဖမ်းမဲ့ကိစ္စတွေကိုတော့တည်င်းစာမှာဖော်ပြပြီးအတီလင်းလှောက်ဆောင်ခဲ့ကြတာပါ ဒါအပြင်အမေရိကန်နိုင်ငံသားဖြစ်ခံယူထားသူတို့ဖြစ်ပြီးမြန်မာနိုင်ငံမှာလာရောက်နေထိုင်တဲ့ကိုယ်စီဆောင်ရွက်ရမယ့် Form C တိုင်ကြားမှုကိစ္စကိုလည်းပြတ်ခွက်ခဲ့တာကြောင့်အရေးယူပုံမှန်တွေတူလာတာပါဒါဆိုရင်ပြည်သက်ချင်းတို့ရောသူ့ရဲ့နာကက်နဲ့ပတ်သက်လို့ဘယ်လိုများတွေးမိကြပါသလဲရှင်ဟေးဝိယရဲ့အမေကဝိုင်းစုကိုမင်္ဂလာဆောင်မဖိတ်နိုင်ဘူးဆိုပြီးအတွင်စကားများပေါက်ကြတာ မကြခင်ကျမတို့မင်္ဂလာပွဲမှာဝါစုကန်တဲ့အတွက်လှုပ်ထားတဲ့ဖိတ်စာကိုဟိဝိယံရဲ့မိကဆွဲယူပြီးလှုပ်ပြလိုက်တယ်ဆိုရင်အတွင်းသတင်းတွေထွက်ပေါ်လို့နေပါတယ်ဟေးဝင်းရန်နဲ့ဝိုင်းစုကန်တိန်ဟာတချိန်လုံးကကျင်လင်မယားဖြစ်ပေါ်ရဲဆိုပေမဲ့လူငယ်ချင်းကဘာမှသိမဖြစ်ကြပဲဝိုင်းစုနဲ့ဟင်းဝင်းရန်ရဲ့အမိကြားထဲမှာအညိုတေးတွေများပြားခဲ့တာပါ ဒီအကြောင်းကိုပြန်ပြောရတာမကောင်းပေမယ့်ဝမ်စုခံတဲ့နဲ့ဟင်းဝီယန်ခိုးပြကြတော့ကဟင်းဝီယန်ရဲ့အမေကမယားမကလိုက်ခွဲခင်တာဖြစ်ပါတယ်။တာဖြစ်သူကမိမပြုတ်လေးတယောက်နဲ့အတူအိပ်ပြီးသွားတာတောင်တာဝန်ယူရမယ်ဆောင်အတင်းခွဲထားခဲ့ပြီးမိန်းကလေးဘက်ကပဲကားတင်ပြေးတယ်လို့လို့ခိုးပြခဲ့တယ်လို့လို့မီဒီယာမှာလှုပ်ဆက်တွေခင်ခဲ့တာပါ။ဒါပြင်ခုမင်္ဂလာဆောင်မဲ့ကိစ္စမှာလည်းစိုးပြစ်ကိုစွမိန်မကောင်းလို့တင်စားပြင်သူသားလိုလူမျိုးကမင်းမကောင်းလေးနဲ့ပဲထိုက်တန်တာဆိုပြီးဝိုင်းစုကိုမတိမတာစောင်းပြောခဲ့ပါသေးတယ်။ ဒါကြောင့်ဟိုးလုံးကလေးကနေကုတီဟိဝင်းရံရဲ့အမိနဲ့ဝါစုခံတဲ့ဟာမျက်နှာကြောမတည်ချပဲချင်ပတ်ဖြစ်နေတော့ဖြစ်ပါတယ်။ဟိဝင်းရံရဲ့အမိကြည့်မရလောင်လေဝါစုခံတဲ့ကဟိဝင်းရံနဲ့ယူပြီးနောက်မှာနှစ်လင်းစပေါင်းခဲ့တယ်လို့အောင်လာနဲ့ကိစ္စမှာလည်းလူသိရှင်ကြားမြင်မကောင်းလောင်ဖိအိုဖေးရဲ့ဖြစ်ခဲ့ပါတယ်။အောင်လာထောင်ထဲရောက်စင်အတွဲမှာအတိုင်းဝိုင်းကြီးကြီးကလူတွေနဲ့ပါတူပေါင်းတင်ခဲ့တယ်လို့တတင်းတွေထွက်ပေါ်ခဲ့တယ်လို့ကလေးနားထောင်လို့ပါမသိတော့တဲ့လင်မယားကြားပူလောင်တဲ့အတန်ဖိုင်နီလည်းပြန့်ခဲ့ပါသေးတယ်။ ဒါကြောင့်ဟေးဝေးရန်ရဲ့အမေလိုအတကြည့်ပြီးသားမျက်နာပဲကြည့်တဲ့လူမျိုးကဝိုင်းစုခံတဲ့ကိုသဘောမကျတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တချို့ကလည်းဟေးဝေးရန်ရဲ့အမေသာအတမကြည့်ပဲတမိကျဲမစားနာပဲအတင်းလိုက်မခွဲခဲ့ဘူးဆိုရင်ဝိုင်းစုလည်းလင်းမြားစရာမလိုပဲဟေးဝေးရန်နဲ့ကလေးတောင်ရှားနိုင်တယ်လို့ပြောဆိုနေကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဟေးဝေးရန်နဲ့ဝိုင်းစုကတော့အချင်းချင်းခွင့်လွှင့်လိုက်ကြပြီးအတူဆုံးတဲ့ပွဲတွေမှာလည်းမောင်နှမတွေလိုပဲရင်းရင်းနှီးနှီးပြောဆိုနေတာကိုတွေ့ရပါတယ်။ ။ဆိုဗီယက်တစင်နဲ့ဝိုင်းစုကလည်းမထည့်တာမျိုးမရှိဘဲအခုထိပြဿနာရေလိုတခုတော့မဖြစ်ဘူးပါဘူး။ဒါကြောင့်အခုခိမွေရနဲ့ဆိုဗီယက်တစင်ရဲ့မင်္ဂလာဆောင်မှာမျက်နှာမပြောင်းရအောင်လူငယ်တွေကတော့ဝိုင်းစုကန်တင်ကိုဖိတ်ကောင်းဖိတ်နိုင်ပါတယ်။ဖိတ်စာတော့ပြင်ထားပြီးပြီလို့ကြားသိရပါတယ်။ဒါပေမဲ့လည်းတီတိုစကားတွေရတော့ခိမွေရရဲ့အမေကဝိုင်းစုကန်တင်ကိုမင်္ဂလာပွဲဖိတ်ဖို့အတင်းငင်းခဲ့တယ်လို့သိရပါတယ်။ ဟင်းဝီရန်ရဲ့အမေကအယူသီးသူဖြစ်ပြီးသူသားရဲ့ဆိတ်ဆက်ပွဲကိုယောက်ျားလေးကိစ္စနဲ့နမဲပြတ်ထွက်မှုတဲ့နော်ဘောရဲ့ထားလာတာတော့မကြည့်ပြူသူဖြစ်ပါတယ်။အကယ်များဝိုင်းစုခံသိလို့လင်းများတဲ့မိမကပွဲတက်မယ်ဆိုရင်သူသားသိခါကြတယ်လို့တွေးနေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကောင်းနေပကချင်ရင်တော့ဟင်းဝီရန်ရဲ့အမေကသူ့ရဲ့သားနဲ့မကသူ့သမီးကိုလည်းနမဲပြတ်တဆက်မှမထွက်ရအောင်ရွှေလိုဥပီစောင့်ရှောက်ထားသူဖြစ်ပါတယ်။ တာသမီးရဲ့ပေါ်ကိုအရန်ချစ်ပြီးအတ္တကြီးရဲ့မိခင်တရားနေနဲ့မကြည်ဖြူဘူးဆိုရလဲတဘာဝတော့ကြာပါတယ်။ဒါကြောင့်ပရိသတ်တွေကလည်းဟိဝင်ရနဲ့စုပြည့်တစဉ်ရဲ့မင်္ဂလာဆောင်ကိုဝိုင်းစုခိုင်တဲ့ကတက်မလာဘလူဖက်ရှင်တွေနဲ့တက်လာမလဲဆိုတော့စိတ်ဝင်စားနေပြီးလူများစုကတော့ဒီလိုမကောင်းတဲ့တဲ့နဲ့ထွက်နေတဲ့ဟိဝင်ရနူမိသားစုရဲ့လက်ထံရမယ်စုပြည့်တစဉ်လေးကိုဝိုင်းပြီးတနာနေကြပါတယ်။တချို့ကလည်းဟိဝိယံရဲ့အမေကိုအတန်ကြည့်ပြီးအတ္တကြီးရှော့တင်ပြီလို့ဝေဖန်နေကြပါတယ်။ ပရိသတ်ကြီးတို့ရောစုပြည့်တစင်နဲ့ဟဲဝင်ရရင်မင်္ဂလာပွဲကိုဝိုင်းစုတယောက်တက်တဲ့ရလားသူတို့ဘက်ကရောဖိတ်မှန်လားဆိုတော့ comment မှာထင်တယ်လို့လေးရေးခဲ့ပေးကြပါအောင်နော်ညလုံးတောင်တလုံးမြောက်တလုံးနဲ့ဘက်မန်ကားရဲကဂျိုကာလိုလုံနေလို့လူပြောများနေတဲ့ပိုင်းသိခုချိန်မှာကိုစိုးကြီးရဲ့တယ်လီဖုန်းပြီးတဲ့နောက်ခင်ဆန်းလာတာကပိုင်းသိရဲ့မုံညလုံးမှာ ခုဆိုရင်ပိုင်းသိရဲ့အမုံမျက်လုံးဆိုတဲ့တခြင်းဟာကိုစိုးချင်းရဲ့တယ်လီဖုန်းတခြင်းလိုပဲလူမှုကွန်ရက်မှာနာမည်ကြီးရေးပန်းစားနေခဲ့ပါပဲ။ ိုင်တင်ဆိုတော့အနုပညာလောကနဲ့ကိုရွှေချိုတယောက်ဖြစ်နေစတင်ဝင်ရောက်ခဲ့ပြီးတချင်းစုပြိုင်ပွဲပေါင်းများစွာကိုလည်းဝင်ရောက်ရှင်ပြိုင်ခဲ့ပူပါတယ်။မနေ့ကဆိုရင်နမဲကြီးမြန်မာစတားတချင်းစုပြိုင်ပွဲမှာတော့ပါဝင်ရှင်ပြိုင်ခဲ့ပေမယ့်ကံမကောင်းစွာနဲ့ပြုတ်ခဲ့ရပါတယ်။သူရဲ့နောက်ကွယ်မှာတော့နမဲကြီးမိခက်ပညာရှင်တယောက်ဖြစ်တဲ့ပါပကြီးကြီးကိုတာခိရှိနေပြီးပိုင်တင်ဟာကိုတာခိရဲ့တပည့်ရှင်တယောက်လည်းဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲသူ့ရဲ့ဆရာဖြစ်သူမိကဲပညာရှင်ကိုတာခီဟာဖက်ရှင်ပိုင်းမှာဆိုရင်ဘယ်သူနဲ့မှမတူတဲ့ပုံစံတွေနဲ့နာမည်ကြီးသူတယောက်ပါ အခုတော့ဆရာထက်လက်ဆောင်ထက်တဲ့တပည့်ဆိုသလိုပဲသူ့တပည့်ပိုင်းတွေကလည်းဂျိုကာလိုလိုဘာလိုလိုနဲ့ထူးခြားတဲ့ဖက်ရှင်တွေထူးခြားတဲ့မျိုးလုံးကြီးတွေနဲ့ပရိသတ်တွေကြောင့်အောင်မြင်မှုရရှိလာတာဖြစ်ပါတယ်ကဲပရိသတ်ကြီးတို့ရောအစောရပိုင်းတည်းရဒီလိုထူးခြားတဲ့ပုံစံကိုသဘောကျကြလားစိုးကြည့်တဲ့မိုက်သွားတယ်ထင်သလားဆိုတော့ပြောသွားကြပါအောင်ရှင် ချင်းညာချင်းတူသုံးသက်ထားတဲ့လုံရန်ကုန်မြို့မှာငလေးလုခတ်မှုရှိလာလို့လူရီတိုက်ပေါ်ကနေစင်ပြေခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပေါ်ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့ညကတော့ရန်ကုန်မြို့သူမြို့သားတွေအတွက်တာမန်ညတညလိုမဟုတ်ဘဲထိတ်လန့်စိုးရိမ်မှုတွေနဲ့ပြည်နယ်နေတဲ့ညတညဖြစ်ခင်ရပါတယ်လူရီအိတ်ဆက်နိုင်ယူနေကြတဲ့ည17နာရီချိန်မှာရုတ်တရက်လုခတ်သွားတဲ့မြင်းကလေးကြောင့်အထက်မြင့်တိုက်တွေပေါ်မှာနေထိုင်သူများစုဟာအဆောင်အအုပ်ကိုအသက်လွတ်ပြီးစင်ပြေခဲ့ကြတဲ့အဖြစ်ဖြစ်ခင်ရတာပါ မိုးလီဝတ္တနှင့်ဇလပိတာဌာနရဲ့ထုတ်ပြန်ချက်အရအဆိုပါငလီဟောင်းရန်ကုန်တိုင်းဒလမြွနယ်နှင့်မြေအောင်နယ်လေးမိုင်ကိုပို့ပြပြီး AR Star Scale 3.6အဆင့်သာရှိတဲ့ငလီငယ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့အင်အားမပြည့်တဲ့ငလင်တစ်ခုကြောင့်ရန်ကုန်တမြို့လုံးအုပ်ဟော်တောင်းရင်ဖြစ်သွားစေခဲ့တာပါ။ဒါကလည်းကြောင်းရင်းတစ်ခုရှိပါရဲ့ရှင်။ပထမတစ်ချက်ကတော့ရန်ကုန်မြို့ရဲ့အနေထားပါ။ရန်ကုန်ဟာလူရည်ထူထပ်ပြီးအထက်မြေဆောင်တွေဖြစ်ကျနေတဲ့မြို့ကြီးတစ်မြို့ဖြစ်တယ်လို့အဆောင်အများစုကတက်တန်းရှင်နေပြီးကြန့်ခိုင်မှုအာဏာကြောင့်ငလင်တန်ကိုစိုးရိမ်ကြတာဖြစ်ပါတယ်။ဒုတိယနဲ့အဓိကကြာဆုံးချက်ကတော့မကြသေးခင်ကမှအလုံးကျုံတွေ့ခင်ရတဲ့ခြေကွင်းစရာသင်ခန်းစာပါပဲ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကမန္တလေးနယ်စကိုင်းတိုင်းဒေသကြီးတွေမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်မြင်ကလေးကြီးကြောင့်အဆောင်တွေပြိုကျပျက်စီးအတန်အဝင်စီးဆိုင်များစွာဆုံးရှုံးခဲ့ရတဲ့အဖြစ်အဆိုကြီးဟာမြန်မာပြည်သူတွေရဲ့စိတ်ထဲမှာအမှားရလို့စွဲချင်နေသေးပါ့။ အဲ့ဒီနေ့ကစားပြီးငလင်လုတ်ပြီးရေဆိုရင်အင်းအားနေရင်တော့ဘသူမှပေါ့ပေါ့ဆဆမနေရကြတော့ပါဘူး။ဒါကြောင့်လေရန်ကုန်ကလူတွေဟာသူတို့ရဲ့နေအိမ်တွေပေါ်ကနေလမ်းပေါ်တွေကိုအမြန်ဆုံးရအောင်ပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ဒီဖြစ်ရမှာပို့ပြီးတော့ထူကြပြီးလူတွေကြားမှာပြောစရာဖြစ်သွားစေခင်တာကတော့ဒီငလင်ဟာပညာရှင်တူရဲ့သုံးသပ်ခံမှန်းချက်တိုင်းကွက်တိဖြစ်လာခဲ့တာပါပဲ။ပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာပဲသူတည်တည်တူဖြစ်တဲ့ကိုစင်နောင်နောင်သက်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစိမ့်တတိပေးချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ ူကကုချိန်မှာကမ္ဘာမြေလွှာကြောက်ကြမ်းတွေရဲ့လှုပ်ရှားမှုတွေကြောင့်ဖိလစ်ပိုင်၊တူရကီ၊အာဖဂန်နစ္စတန်တို့လိုနိုင်ငံတွေနဲ့အတူမြန်မာနိုင်ငံမှာလည်း2025ခုနှစ်တွင်အင်အားပြင်းပြင်းကလေးတွေလှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းမြန်မာနိုင်ငံဟာငလင်ကျောမကြီးပေါ်မှာတည်ရှိနေပြီးလက်ရှိငလင်ဖိအားခြေနေတွေရောပကုံးမြေငလင်ကျောကြောင့်ရန်ကုန်၊ပကိုးနေပြည်တော်တို့ဟာငလင်အနေအကုန်အထူးသတိထားမှာဖြစ်တယ်လို့ရှမ်းပြည်နယ်ဘက်ကကြောက်ကြမ်းပြည့်ရကျော်တွေကြောင့်လည်းမြေငလင်ကြီးတွေအချိန်မီလှုပ်ခတ်နိုင်တယ်လို့ဆိုပြီးအတိအကျသုံးသပ်ပြခဲ့တာပါ ူရဲ့သုံးသက်ချက်ထွက်ပေါ်လာချိန်မှာတော့တချို့ကငလင်းဆိုတော့ချုပ်တင်ခံမလို့မရတဲ့အတွက်ဒါမှမဖြစ်နိုင်ဘူးလို့ယူဆခဲ့ကြပါပဲ။အခုတော့သူရဲ့တတိပေးချက်ထွက်ပေါ်လာပြီးမကြခင်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ရန်ကုန်မှာငလင်းလုတ်ခတ်ခဲ့တာကြောင့်အလုံးကအလေးထားစရာဖြစ်သတ်မှတ်လာကြပါတယ်။ ဒါကြောင့်ဒီပြစ်စင်မှာသင်ကန်းစာပေးလိုက်တာတခုကတော့တပါဝါပေးအနေရင်အထူးသဖြင့်ငလီအနေရင်ဟာကျမတို့နဲ့အလံမွေးဘူးဆိုတာပါပဲ။ရန်ကုန်ပါဝင်မြန်မာနိုင်ငံကမြို့ကြီးတွေမှာနေထိုင်သူတွေအနေနဲ့ငလီနဲ့ပတ်သက်တဲ့အသိပညာတွေကြိုတင်ပြသမှုတွေကိုလေ့လာထားပြီးအမြဲတမ်းတတိဝရိယနဲ့နေထိုင်ကြဖို့အရေးကြီးကြောင်းတတိပေးနေတာပါ။အခုကြည့်ရှုနေကြတဲ့ပြည်သက်တွေထဲမှာရောငလီလောက်တာကိုခန်းစားမိလိုက်ကြလားဆိုတော့မိမိတို့အတွေ့အကြုံကိုပြောသွားကြပါအောင်ရှင်။